းဝမင်္ဂလာပါကျွန်တော်ဗမ်မီစွဲကနေပြန်ချိုးဆိုလိုက်ပါတယ်ခုခေါက်ကျွန်တော်ဗမ်မီစွဲကနေမာရရဲ့ဒီပစ္စည်းလေးရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗမ်မီစွဲ episode unboxing episode 7မှာ လဲကြလာတဲ့ပစ္စည်းလေးကဘာလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုမဖောက်ခင်ပေါ့နော်အဲအဓိကကျွန်တော်ဘမ်မီစပရေးဆိုတာကဘာလဲဆိုတော့ပြပြပေးမယ်ပေါ့နော်ဆိုတော့ဘမ်မီစပရေးဆိုတာတော့အဓိကဒီကျွန်တော်တို့ဘောလုံးကစားသမားတွေဘောလုံးတင်းနေတဲ့ပတ်သက်တဲ့အမတရားပစ္စည်းတွေကို collection လုပ်ချင်တဲ့သူတွေအတွက်ကိုအဓိကရောင်းချပေးတဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ trend to ဒီရောက်လာတဲ့ပစ္စည်းလေးကိုဖောက်လိုက်အောင်ပေါ့နော် ခေပါအာဘောလုံးပေါ့နော်ဘောလုံးမှာမှာကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်တက်ကစားသမားတွေဆိုင်းဖရရဲ့ဘောလုံးကြီးရင်ဒီမှာကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ရဲ့ဒီဟိုလိုဂရမ်ပါတယ်ပေါ့နော်ဆိုတော့ဒီဟာဒီဟိုလိုဂရမ်နဲ့ဒီကောင်အော်တန်တစ်ဖြစ်မဖြစ်ကိုကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဘလူးလက်မှတ်ဒီပါလဲဆိုရင်ကျွန်တော်ဒီမှာဖာနန်ဒက်လက်မှတ်ပါတယ်မာဇာဝီလက်မှတ်ပါတယ်အဲပြီးတော့ကျွန်တော်တို့ ဟီတန်ရဲ့လက်မှတ်ပါတယ်မကွာရလက်မှတ်ပါတယ်အာမတ်ရဲ့လက်မှတ်ပါတယ်အဲပြီးသွားရင်ဒီမှာကျွန်တော်တို့ကာနာချိုရဲ့လက်မှတ်ပါတယ်ဗောနော်ဆိုတော့ပြီးသွားရင်ဒီမှာကိုဘီမိုင်နူးရဲ့လက်မှတ်ပါတယ်မောက်ပါတယ်အဲကာဆာမီယိုပါတယ်ဒါလော့ပါတယ်ဗောနော်ရှော့ပါတယ်အဲဟူကာဒိတ်ပါတယ်လက်မှတ်တွေကတော့တော်တော်ဆုံးနေပါတော့အဲပြီးရင်မာလာရှိယာပါတယ်ယူရိုပါတယ်အဲပြီးရင်ဝိုင်လန်ပါတယ်ပြီးရင် ဆန်းအဲဆန်းစီပါတယ်ပေါ့နော်ပြီးအဲကျွန်တော်အူနာနာပါတယ်ပေါ့နော်ဆိုတော့ဘောလုံးပါဆိုတော့ဒီဘောလုံးနှလုံးပေါ့နော်ကျွန်တော်မှားရတာအာဒီမှာသူဟိုဟိုလိုဂရမ်မှာကသူမတူညီရဲ့နံပါတ်ဒီမြင်ရတယ်ပေါ့နော်ခေပါဆိုတော့ဒါကျွန်တော်မှားရတဲ့ဘောလုံးနှလုံးရောက်လာပြီပေါ့နော်ဆိုတော့သူကတော့ဒီ official store ဟာတွေဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအဲ official hologram တွေပါတယ်ပေါ့နော် ကဲပါအဲ့ဆိုရင်ဒီဗီဒီယိုလာကြည့်ပြီးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်တစ်ခေါက်မှလည်းကျွန်တော်ဘာမီဆွဲကနေပြီးတော့ဘယ်လိုမျိုး unboxing item တွေလုပ်ပြီးတော့အောင်လဲဆိုတော့စောင့်မြင်ကြည့်ရှိပြပါအောင်လာကြည့်ပြီးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါ